ပောက်ကွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကိုအရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓာမမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနှောင်ပါလူနာကိုပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှဒဏ်ရာရထားရင်ငိမ့်အောင်ထားပေးပါစကိုင်းတိုင်းဒဇယ်မြို့နယ်ကန်ထူးမရွာကိုစစ်တပ်ဘုံကျဲခဲ့တာကြောင့်ကားဘော်ဒီယုံကအလုသမား6ဦးသေဆုံးပြီး လေးဦးတန်ရာရခဲ့တယ်လို့ဒဇယ်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖတာဝန်ခံကပြောပါတယ်။နိုဝင်ဘာ24ရက်ဒီနေ့မနက်အစောတနအိဝန်းကျင်မှာတတအူးလေတက်ကတက်လာတဲ့ Jet Fighter နဲ့ကန်ထူးမရွာတိုက်နယ်စေယုံအဟောင်းနေရာကိုပုံကျဲခဲ့တာလို့စုံစမ်းသိရပါတယ်။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စေယုံနဲ့စေယုံတောင်ဘက်ကကားဘော်ဒီယုံတဲ့ကိုဘုံတွေကျခဲ့တာပါ။စေယုံကအဆောက်အဦးပျက်စီးခဲ့တယ်လို့ကားအလုံယုံကအလုံသမား၄ဦးကားလာပြည်သူ၂ဦးစုစုပေါင်း၆ဦးသေဆုံးပြီး နောက်ထပ်၄ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ကနအူးသတင်းရရှိပါရယ်။သေဆုံးသူတွေထဲမှာအသက်16ဆက်ခွန်အရွယ်တွေပါဝင်တယ်လို့သိရတာပါ။ဒဏ်ရာရရှိသူ၄ဦးကလည်းကားဘော်ဒီယုံကဖြစ်ပါရယ်။ဒဇယ်မြို့နယ်ပါလာဖာတာဝန်ခံကတော့စစ်တပ်ဟာစေးယုံကိုဘုံလာကျဲတာလို့ယူဆပြီးအဲ့ဒီစေးယုံဟာတော်လှန်ရေးအစပိုင်းကလေးကပိတ်ထားတာလို့ပြောပါရယ်။ဒဇယ်မြို့အနောက်ဘက်မှာရှိတဲ့ကန်ထူးမရွာဟာလူစီကားတဲ့ကျေးရွာဖြစ်ပါရယ်။စက်တင်ဘာလကလည်းစစ်တပ်ကရွာလေကောင်ကို၄ချောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုဝန်သေးအပါဝင်ပြည်သူ၁၁ဦးအထိတိတ်ဆုံးခဲ့ပါတယ်ရှင်။ပောက်ွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကိုအရင်ဆုံးအသက်ရှူမရှူစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓမ္မမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနောင်ပါလူနာကိုပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှာဒဏ်ရာရထားရင်ငြိမ်အောင်ထားပေးပါ